စစ်အုပ်ချုပ်ရေးတရားဝင်ရပ်ဆိုင်ပြီးအရတားအတွင်နဲ့စတင်အုပ်ချုပ်ခဲ့တယ်။2017မတ်လ31ရက်နေ့ကစပြီးဒီကနေ့အထိမြမပြည်သူတွေရဲ့နစ်နာမှုတွေကိုမဖြေရှင်းသလိုဥပဒေကျူးလွန်နေတဲ့ဦးသိန်းစိန်အစိုးရတဖွဲ့လုံးကိုတရားစွဲမယ်လို့ဘသူကပြောလိုက်တာလဲ။လက်ဗရောင်းတောင်ကျန်းဖက်နေနေမှုလူမျိုးရေးဘာသာရေးပြိပခါတွေမှာအဓိကလက်သက်တရားခံဖော်ထုတ်ဖို့ပြက်ကွက်မှုအတမမီယာတင်းစီမှုတွေကြောင့်နစ်နာဆုံးရှုံးမှုတွေအတွက် နိုင်ငံရေးလှုပ်ရှားတက်ကြွသူကိုထင်ကျော်ကပြည်ထောင်စုတရားလွှတ်တော်ကနေအစိုးရတစ်ဖွဲ့လုံးကိုတရားစွဲမယ်လို့မတ်လ24ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်လက်ဗောင်းတောင်ကိစ္စဆိုရင်ကျွန်တော်တို့ဟိုကိုးကွယ်နေတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို1ပေါင်ကုမ္ပဏီဆိုတဲ့နိုင်ငံသားသားခရိုနီပိုင်တဲ့ကုမ္ပဏီဘက်ကနေလိုက်ပြီးတော့မှဘုန်းတော်ကြီးတို့မိလောင်ဘုန်းနဲ့အကြမ်းဖက်ပြီးတော့မှဒီလောက်ရကအစိုးရတရက်ကနေတော့ဥပဒေကျူးလွန်လိုက်တာပဲလူလူကိုအကျိုးစီးပွားကိုစီမံခန့်ခွဲမှုညံပြင်းလာရင်လည်းကျွန်တော်တို့က တရားစီရင်ရနေစာချုပ်တော်ထုတ်ပြီးတော့အစိုးရကိုအရေးယူပါမှာဖြစ်တယ်။အဲ့တော့အဲ့ဒီပုံမှာအရေးယူဆောင်ရွက်မှုရှိတဲ့အစိုးရကိုတရားစီရင်ရလဲဒါမျက်ကွယ်ပြုထားတဲ့အတွက်အဲ့တော့တရားစီရင်ကိုကျွန်တော်လွတ်တော်ကိုတင်ပြီးတော့တရားစီရင်ကိုဖယ်ရှားဖို့ရဲ့လွတ်တော်ကနေတစင်းပြည်တော်စုအစိုးရကိုအရေးယူဖို့ရဲ့ကျွန်တော်ကပြည်တော်စုအစိုးရကိုတရားစွဲသွားမှာဖြစ်ပါတယ်ဗျာ။ပြည်တော်စုအစိုးရကိုအရေးယူဖို့အတွက်ပြည်တော်စုတရားရုံးရနေတစင်းပြည်တော်စုတရားလွတ်တော်ကနေတစင်းဒီလွတ်တော်ကိုတင်ပြပြီးတော့မှအမြန်ဆုံးပြန်ရုပ်သိမ်းဖို့အတွက်ကျွန်တော်ဒါကိုပြည်တော်စုအစိုးရကိုကျွန်တော်တို့တရားစွဲသွားမှာဖြစ်ပါတယ်ဗျာ။ အုတ်ချုပ်ရေးမန္တန်ရဲ့ချိုးဖောက်မှုတွေကိုတက်မဲ့ဖို့တရားစီရင်မန္တန်မှာအပြည့်အဝတာဝန်ရှိပေမဲ့အခုတော့တရားစီရင်မန္တန်ကပါလူဒူလူပါဖြစ်နေတာကြောင့်ညီမပြည်သူတွေအတွက်အန္တရာယ်ကြီးတယ်လို့ရန်ကုန်မြို့တိုင်းတရားလွှတ်တော်ရှိကဆန္ဒပြပွဲမှာပြောဆိုပါတယ်။ဖျောင်းနိုင်မိတွေကန်ဆောင်ပြီးဆန္ဒပြရတဲ့အဓိကရည်ရွယ်ချက်ကလျှက်စစ်ဝန်ကြီးဌာနကိုဆန္ဒပြတာမဟုတ်ဘဲပြည်တော်စုအစိုးရတစ်ခုလုံးရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတာကိုတရားစွဲဖို့ဦးတည်တာလို့ဆိုပါတယ်။ အစိုးရတဖွဲ့လုံးကိုတရားစွဲဖို့ကြွေးကြော်တဲ့အနေနဲ့လူတရာလောက်ဟာဖျောင်းနိုင်မီတွေကန်ဆောင်ပြီးမဟာဗန္ဓုလပန်းချံကိုတပတ်ပတ်ပြီးဆန္ဒပြခဲ့ပါတယ်။